ီနေ့ပြပြသွားမယ်ဇူရီရဲ့ဆိုင်းကတော့ Taurus လီလာပိုင်း20ရက်နေ့ကနေ9လပိုင်း20ရက်နေ့အထိမွေးဖွားတဲ့သူတွေကို Taurus ဘုံနေအဖြစ်သတ်မှတ်ကြပါတယ် Taurus ဘုံနေကတည်ငြိမ်မှုကိုအလေးထားပြီးတော့ကြိုတင်မှန်းဆလုပ်ရတဲ့ယုံကြည်ရတဲ့ပုံဝင်ခြင်းကိုပို့ပြီးတော့နှစ်သက်ကြပါတယ်နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့စီးမင်းတွေကိုသဘောကျတတ်ပြီးတော့တည်ငြိမ်တဲ့အခြေအနေကိုလည်းလူလာတတ်ပါတယ်။ Taurus တွေကအလုံးလုံးရတာကိုလည်းနှစ်သက်ပြီးတော့တီးခံစိတ်ကြီးမားတဲ့အတွက်ခက်ခဲတဲ့ အလုံးတွေမှာတော့မှစွမ်းနဲ့ပဲနဲ့ဇက်တိုက်ကြိုးစားလေးရှိပြီးတော့ပြဿနာကိုဖြေရှင်းဖို့အတွက်အမြဲအသင့်ပြထားတတ်ပါတယ်။ Torres တွေကရုပ်ပိုင်းဆိုင်ရာကြည့်မယ်ဆိုလို့ရှိရင်လည်း AGM ရောတည်ငြိမ်ငြိမ်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။စီဝိုင်းအရဆိုရင်လေကိုပိုင်တိုးတက်မှုကိုလိုလားပြီးတော့ငွေကျင်းနဲ့ပိုင်ဆိုင်မှုတွေကိုလည်းအကျိုးရှိရှိစီမံခန့်ခွဲတတ်ပါတယ်။သူတို့ကလက်တွေ့ဆန်ပြီးတော့လက်ရှိဘွားရဲ့တက်ရောက်မှုတွေကိုလည်းစဉ်းစားတွေးခေါ်လေးရှိပါတယ်။ စင်ကြီးတုံတရားနဲ့ယုတ်တိဆန်နဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့နေရာမှာလဲထူးချွန်ရပါတယ်။မိသားစုဝင်နေနဲ့မိရှိတငယ်ချင်းအပေါ်ကိုလည်းတစ္ဆာရှိတတ်ပြီးရောကာကွယ်စောင့်ရှောက်ဖို့ကြိုးစားတတ်ပါတယ်။သူတို့ကိုချစ်ခင်တဲ့သူတွေအတွက်သူတို့ကအကောင်းဆုံးပြန်လုပ်ပေးပြီးတော့ယုံကြည်မှုအထူးအလေးနဲ့ထားတဲ့သူတွေပဲဖြစ်ပါတယ်။တစ်ခါတည်းကမှတော့ Torres တွေကပိုင်ဆိုင်လို့တဲ့ပြင်ထန်ပြီးတော့သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုထိန်းသိမ်းဖို့အတွက်ကြိုးပမ်းတတ်ပါတယ်။ Torres အများစုကအနုပညာအတိုင်းဝိုင်းထဲမှာ တော်တော်များများက Torres Bone တွေဖြစ်ကြတယ်။ Torres တွေကအမှုပညာဆိုင်ရာနှစ်သက်မှုတွေလည်းရှိတတ်ပါတယ်။ဂီတ၊ဘဂျီ၊ဒီဇိုင်းစတဲ့အမှုပညာ level တွေမှာစိတ်ဝင်စားမှုမြင့်မားလေးရှိပါတယ်။တည်ငြိမ်မှုကိုစိတ်နဲ့တက်တဲ့အတွက်အပြောင်းလဲတွေကိုခဏခဏကြောင်းလဲနေရတွေကိုလည်းသူကမကြိုက်ဘဲနဲ့ကန့်ကွက်နေတတ်တယ်။စိတ်ကူးအသစ်တွေအပြောင်းလဲအသစ်တွေနေရာအသစ်တွေဒါမှမဟုတ်ပဝင်းချင်းအသစ်တွေမှာလည်းနေသားကြဖို့အတွက် Torres အများစုကအချိန်ကြီးတတ်ပါတယ် ဆိုတော့ Torres တွေကတီတီငိမ့်ငိမ့်ဖြစ်တဲ့အခြေအနေကိုပဲသဘောကျပြီးတော့အပြောင်းလဲများတဲ့ပတ်ဝန်းကျင်တွေကိုလုံးဝမနစ်သက်ကြပါဘူး။ဆိုတော့ညီမပြောသွားတဲ့ဒီ Zoe ရဲ့ဆိုင်အကြောင်းကိုသဘောကျလို့နှစ်သက်တယ်ဆိုလို့ရှင်ညီမရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်။